တို့မေမေငွေမာလွဲဝင်ပြန်မပေးခြင်းရန်စွာတက်ပြီတို့မေမေဝင်လာတမြချက်ချင်းပြပြန်လူတက်ပြီတို့မေမေအရင်နဲ့ငွေသိန်း30ကိုပရိုက်တင်ပရိုက်တင်မိခင်ရပြန်လွဲမပေးတာဒီကတည်းကသိကြီးချင်တာ ပေးလိုက်ပေါ့ပြန်မပေးရနဲ့မဲသူ့နာမည်ဖြင့်တရားစွဲမယ်လို့ဘသူမှတရားမစွဲရဘူးမခိုင်နေဝေရှင်းကိုရှင်တရားစွဲရမှာရှင်းရဲ့ကိုခြင်းကိုရှင်တရားစွဲပြီးတော့ရှင်းကိုရှင်ကြမ်းကြင်ရမှာရှင်ကြမ်းထုတ်ကြင်ရမှာတိလား ။ဘာဖြစ်လို့လဲဆိုတော့ကလာပါမွေး channel လေးကကျူစွလိုက်ပါတယ်။မိုတီနေတစ်ပစ်ချင်တဲ့ video လေးကတော့ line ပေါ်မှာကြည့်ရထားပြီးတော့ပို့ဖြစ်နေတယ်။ဒီမခိုင်နေဝင်ရှိဖို့တော့မှားလွဲမိတဲ့တင်းဆုံးစရာရက်20ကြော်ကြားလက်ထိပြန်မပေးသေးလို့ဆိုပြီးတော့ဘိုကီမားနဲ့အဇွန်နီလာတီတို့ကနေပြီးတော့ပပယ်နေနေကိုဝုံးထားပဲဖြစ်ပါတယ်။ video ထဲမှာဆိုလို့ရှိရင်တော့ပြည့်စုံပါတယ်ပေါ့နော်။ချီတန်မျိုးတွေလည်းဘုဒ္ဓရာတင်းငက်ဆိုင်ရအောင်လို့ပြန်လည်မြှောက်လိုက်တာပဲဖြစ်ပါတယ်။ဒါဆိုတော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရအောင်နော်။ငယ်ရွယ်ကလေးများသူငှားစားစီးပွားတက်နေတို့မိမိ တနှစ်တကာစကားရိုက်ကဘရန်ဒဝုတ်ကသူကြွားရှာမကောင်းတဲ့ကောမတ်များသူဖြတ်ထားဇုတ်ပြူစင်နေတို့မီမီရှိတဲ့အလူငွေဒေါက်တာအေဘိုထော့ဖိုးတွေသူပေးချေဇလာချင်တဲ့တို့မီမီပရိုက်ဒါထောင်စားသူကြီးဘွားရွှေတောင်ကြားမှာနေတဲ့တို့မီမီလူမိုက်ဘော်ပြဘေးမာထားချင်းချောက်တက်တဲ့တို့မီမီပြည်သူမြတ်တာခံယူကစေတနာပြင်းတဲ့တို့မီမီ မခိုင်တဲ့ငွေအနေနဲ့လှူတာလှူတဲ့ငွေကိုပဲလက်ခံပြီးမားရဲ့ငွေကိုပြန်ပေးလိုက်ပေါ့နော်ဒါအများသူငါရဲ့အမြင်အရဘယ်လိုပါလဲအဲ့တော့ line ပေါ်မှာတော့ပြောင်းတက်နေတယ်ကျမတို့ကတော့ပြန်ပေးရမယ်ဘာကြောင့်လဲဆိုတော့ကျမတို့စီ skin care လုပ်လို့မားရင်းလာတဲ့ငွေတွေကျမတို့ပြန်ပေးတယ်ကျမတို့မားရင်းပြီးတော့လွှဲတယ်လက်လွှဲသမျှလူကလည်းပြန်ပေးတာပဲအားလုံးကစီးပွားရေးလုပ်နေကြတဲ့လူဆိုတော့အားလုံးကယူယူတတနဲ့ရှာဖွေစားတောက်နေတဲ့သူတွေလေမယူမတနဲ့ရှာဖွေစားတောက်တဲ့လူရှိတဲ့အခါကျမှန်ကန်နေရင်ပြန်ပေးရမှာပဲပေါ့ တော့ကျမတို့ကတော့ဒီအပေါ်မှာဘာမှသူတို့နဲ့ပတ်သက်ပြီးမတင်တာ ကျမရဲ့အကောင့်ကတည်ရမလား why to ကြတယ် strike တွေပါရအောင်ကျမကကစ်နေတာအဲ့တော့ fight တင်းပါပြန်ပေးလိုက်ပါအိမ်ပေါ်မှာ ပြောင်းတက်နေတယ်မြောင် Facebook မှာကျမရဲ့ Facebook account မှာဝင်ကြည့်လို့ရတယ်တင်ထားတယ်။ရှားထက်နေတဲ့ထဲဆိုင်ရဲ့ account မှာလည်းတင်ထားတယ်။အများကြီးပဲအဲ့ငွေတင်မှားရင်းနဲ့ငွေတင်30ကို private private မိခင်ကြီးကပြန်လွှဲမပေးတာတဖြည်းဖြည်းနဲ့တော့ဘာဖြစ်လာလဲပေါ်လာကြပြီပေါ့ကျွန်မသိကြီးချင်တာ rider ဆိုရင်ခေါင်းစဉ်အောက်ကနေပြီးတော့မှလိုက်ပြီးဝေဖန်တိုက်ခတ်တဲ့အခါကျတော့ ငလန်တွေခဲပြည့်အမတို့ကဥပိ္ပခာတရားပြုတ်တယ်ဆိုပေမဲ့သူတို့အာဘာနဲ့သူတို့ကသူတို့ပဲအကုသိုလ်တင်မှာဘာလို့လဲဆိုတော့အမတို့ကိုလိပ်ပြာကိုလုံနေကို့ဟာကိုဘလို့နေနေထိုင်နေအမစိတ်ထားဘလို့ရှိတယ်ဆိုတာနဲ့ကို့ကိုကိုကိုယုံကြည်တယ်အတွေ့အကြုံမလို့အမတို့ကဘာမှမဖြစ်ဘူးလူတိုင်းကတော့အတိုက်ခိုက်တွေအများကြီးရှိကြတယ်အဲ့တော့ဘလို့ပဲတိုက်ခိုက်ပါစေအမတို့ကတော့ဒီလူတွေရဲ့မြစ်တာတရားနဲ့ပဲရှေ့ဆက်သွားတယ်ပြီးတော့ကို့ကိုမျောနေကြတဲ့သူတွေရှိရတဲ့အဲ့ဒီသူတွေအတွက်ကိုမရောက်ကြအောင်လုပ်ပေးတယ်။ဘာကြောင့်ဒီလိုမျိုးလုပ်ခဲ့မိလဲကို့ကိုကိုတစ်ခါကျရင်စဉ်းစားလို့မရအောင်မင်းမီးလုပ်တယ်ဆိုလို့ရှိရင်လည်းအတိုက်ခိုက် ေဖန်ရှိတာပဲဒါပေမဲ့အမင်းသမီးလုံးလို့အတိုက်ခံဝေဖန်တာတဲ့ရိုက်တာဆိုတဲ့ခေါင်းစဉ်အောက်မှာကြောင့်အမတို့ကအနေအထိုင်အစားအသောက်ကစားအရင်ကြုံသွားရပြီဆိုတော့စီးမြင့်နေစီးပေါင်နေတဲ့လူတွေကအမှန်တကယ်တော့ရိုက်တာဆိုတာကိုသူကစီးပေါင်ချလိုက်တာအဲ့လိုမျိုးရဲ့အောက်မှာအမတို့ကချင်းချင်းကြုံကြုံနဲ့ရောက်သွားတာပေါ့နော်လက်မိခင်ကြီးနဲ့အမလေးနိုင်ငံကျော်မင်းသမီးနဲ့မခိုင်နေဝေးတဲ့မလေးကလေးတွေကိုဘလို့မွေးရပါဖြစ်တာပေါ့နော်ပြောပြောတာပြောတာကိုကျမပြောပြတာပါနော် အခုကြည့်သူများရဲ့ပတ်စံ330သူများရဲ့ပတ်စံ330ဆိုတာ330ဆိုတာလည်းမများပါဘူးဒါကျမတို့တလာရတဲ့လခလောက်ပဲရှိတယ်အဲဒါပေမဲ့လည်းကျမတို့မြန်မာနိုင်ငံထဲမှာများတယ်နော်ကျမတို့မြန်မာနိုင်ငံထဲမှာများတယ်ဘာဖြစ်လို့လဲတရက်ကိုတထောင်ကျော်လေးရလို့ဟလာတလာကိုဟို3သိန်းခွဲ3သိန်းလောက်ရဖို့အရေးယူတာမဟုတ်ဘူးဆန္ဒတွေပြနေကြတာလေနော်တလာမှာ3သိန်းခွဲလောက်ပဲဆိုတော့ဒါကျမတို့ အဲပြောမယ်ဆိုလို့ရှိရင်ကျမတို့နှစ်လလောက်တာတောင်မှပဲအနည်းဆုံး30 60 60လောက်တော့ကတ်နေပြီဟုတ်တယ်မလားပြောပြတာသူများကတစ်နှစ်လုံးစာလောက်ကိုအတွက်တောင်မှပဲဟိုဆန္ဒတွေပြနေကြတာပေါ့နော်ကျမပြောချင်တာတစ်လမှာနှစ်သိန်းခွဲ3သိန်းရဖို့ရေးတော့ဆန္ဒတွေထုတ်ပြီးပြနေဒီအချိန်မှာပတ်စံသိန်း30တဲ့စဉ်းစားကြည့်ပါဦး သူများအပေါ်ပြန်အောက်ပြန်အောင်ဈေးရောင်းထားရတယ်ပိုက်ဆံသူများရဲ့ချွေးနေတာအဲဒီပိုင်ရှင်ဒီဟာဝင်လာခဲ့ပြီဆိုလို့ရှင်ပြန်ပေးလိုက်ပေါ့ပြန်မပေးဘဲနဲ့မဲသူ့နာမည်ဖြစ်ရင်တရားစွဲမယ်လို့ဘသူမှတရားမစွဲရဘူးမခိုင်နေဝေရှင်းကိုရှင်တရားစွဲရမှာရှင်းရဲ့ကိုချင်းကိုရှင်တရားစွဲပြီးတော့ရှင်းကိုရှင်ကြမ်းကြင်ရမှာရှင်ကြမ်းထုတ်ကန်ရမှာတိလားဘာဖြစ်လို့လဲဆိုတော့ဟိုရှင်ကသူများရဲ့ချွေးနေတာရှင်းတယ်ဝင်လာတနအိနဲ့ဟိုလှူလိုက်ပြီဟာလားနှစ်နိုင်နဲ့ဟိုလှူလိုက်ပြီနောက်ပြီးတော့လေပို့တွေကဘလို့ဖြစ်တာလဲရှင်းရဲ့ကိုချင်းတရားတွေက ဘလူတွေဖြစ်လာတာ။ပို့ကိုတင်လိုက်ခဏနေဖြတ်ချလိုက်ဟိုပို့ကိုတင်လိုက်ခဏနေဖြတ်ချလိုက်ရှင်ဒီလိုမျိုးလောက်တာနှစ်ခါသုံးခါရှိပြီ။တဲ့နှစ်ခါသုံးခါရှိပြီ။အဲ့ဒါကြောင့်မလို့ပြောတာ။ဟိုတချို့သောသူတွေကအမေအောင်ဆန်းစုကြည်ကိုတဲ့နိုင်ငံရဲ့ပထမမိခင်နဲ့အိုက်ခိုင်နေဝေကိုတဲ့ဒုတိယမိခင်နဲ့ဟိုဖြူဖြူခွေးမကိုတဲ့တတိယမိခင်နဲ့ဆိုပြီးအမေလိုင်းပေါ်မှာဟိုအမျိုးသမီး၃ယောက်ရှင်ပြီးတော့တင်ထားအခုခိုင်နေဝေကြည့်သူဒီပြောတော့နိုင်ငံကျော်မင်းသမီးတဲ့ဟုတ်လား ပရဟိတမိခင်ကြီးတဲ့သူများပဆန်ကိုဗန်ထဲကိုဝင်လာတယ်ဒါလူဆိုတာမှားတတ်တယ်ဒါတလုံးမှားသွားရင်ဝင်သွားတာပဲကျမတို့ဖုံးမိထည့်ပြလိုက်တယ်တလုံးမှားသွားရင်လည်းဝင်သွားတဲ့ခါရှိတာပဲနော်ပြောချင်တာပြောပါလေဒါကိုပြန်မပေးဘဲနဲ့ပါလေနေပြီးတော့တက်အောင်နေပြီးတော့သွားရအောင်နေပြီးတော့မှမခိုင်နေငွေရဲ့ယောက်ျားရှိတာနောက်ပြီးတော့ပါလေရှင်တို့ကအမ်ပါလေဟိုတရဝင်ဆိုတော့ဘယ်အစိုးရတရဝင်တတ်မှတ်ထားတာလဲမခိုင်နေငွေကိုကျမမေးချင်တာပေါ့နော်ဘယ်အစိုးရတရဝင်တတ်မှတ်ထား ဒီပြဿနာမနေ့တနေ့မှတက်တဲ့ပြဿနာမဟုတ်ရက်ပေါင်းက20လောက်ရှိနော်အထဲထဲမှာသူကြိတ်ပြီးတောင်းတယ်မရတော့လို့ကောင်မလေးကနောက်ဆုံးကြတော့ပွင့်ထွက်လာတယ်ပွင့်ထွက်လာတော့မှဒီဆိုရှယ်မီဒီယာပေါ်ဒီ line ပေါ်ကိုရောက်လာခဲ့တယ်နော်အဲ့တော့အခုပြောချင်တာဗါလဲဆိုတော့အဲ့ဒီညီမလေးလည်းအဆုံးခံနိုင်ခံလိုက်အဆုံးမခံနိုင်လည်းညီမလေးတောင်းမနေနဲ့တော့တည်လားနိဗ္ဗာန်ပြည့်စုံဟောတူလို့ပဲထားလိုက်တော့အမတို့လည်းအဲ့လိုမျိုးဖြစ်ဘူးတဲ့လူဆိုတာဘာလို့ပဲလှူလှူဘာလို့ပဲတန်းတန်းကိုယ်လည်းနဲ့ကိုလှူလိုက်ရရင်လှူလိုက်ရတဲ့တရားမြောက်တယ်နော် ဈားထဲကနေပြီးတော့မှချီးသလိုငှားသလိုနဲ့ယူသွားပြီးတော့ပြန်မပေးတာတို့ဟာလာဒီလိုမျိုးကျွံသွားတာတို့ဆိုတော့ဘသူရဲ့ရင်ထဲမှာမှတော့ဂျင်းနဲ့နေရတော့မရှိဘူးပေါ့နော်ဒါပေမဲ့ညီမလေးကြီးဂျင်းနဲ့လိုက်ဂျင်းနဲ့လိုက်ဘာဖြစ်လို့လဲဆိုတော့နောက်ကြရင်ညီမလေးကိုသိတယ်မဟုတ်လားစစ်ကောင်စီရလေအ PDF တွေနဲ့ပတ်သက်မှုဘာပတ်သက်မှုနဲ့သူတို့ကဥပဒေကိုလက်တလုံးချမဟုတ်ဘူးသိလားခြေဆယ်ချောင်းကြားထဲမှာသူကလှဲ့ပတ်နေတယ်ခြေဆယ်ချောင်းကြားထဲမှာသူကလေတဲဝဲစားသလိုမျိုးလှဲ့ပတ်ပြီးတော့လဲပြီးတော့ပြည်သူကိုကြိုက်နေတာ ဲ့တော့ညီမလေးကိုလာပြီးတော့ထိခိုက်နိုင်တယ်ညီမလေးနော်အာညီမလေးကြံနာကိုမကြည့်နဲ့တာရကလေးကအခုရခိုင်အစိုးတော်မလေးကိုပဲအခုညီမလေးလည်းသိလားပတ်ဆက်ဝင်သွားတာညီမလေးကိုညင်းမှာဟိုဘက်ကနိုင်ငံမိခင်ဆိုလို့ခေါ်ခေါ်နေတဲ့အဲ့ပရဟိတမိခင်ခိုင်နှင်းဝရဆောက်ကျင်ရုံညီမလေးလည်းအချိန်မရွေးထောင်ထဲကိုရောက်သွားနိုင်တယ်ညီမလေးကိုဘဝတက်လန်းနေနောက်ဆုတ်တယ်သိလားနော်ကိုရဲ့အချိန်လေးကုန်တယ်ဟုတ်လား ဲ့တော့ဒီအာနာရှင်ရဲ့လက်ပါစေတင်တဲ့ဒီအာနာရှင်တွေကလေလက်တလုံးကြားမဟုတ်ဘူးခြေဆယ်ရောင်းကြားထဲမှာတဲဝဲစားသလိုမျိုးဥပဒေကိုလှည့်စားနေတဲ့ကိုကျင့်တရားမကောင်းတဲ့မြန်မာနိုင်ငံတဲကဟာဒီနဲ့ညီမလေးရေတော်တော်တန်နဲ့ကိုကျင့်မကောင်းတဲ့ဟာဒီနဲ့ဆိုကင်းအောင်တာနေเนาะဒီကိစ္စကြီးကလည်းရက်ပေါင်း20လောက်တောင်ရှိပြီတဲ့ကြည့်ပါအောင်เนาะပြောရှင်တာပြောတော့လေနိုင်ငံကျော်မင်းသမီးတဲ့ပြောတော့လေပရာဟိတမိခင်တဲ့ မခိုင်နေဝေပထမဆုံးဖြစ်ခဲ့တဲ့ယောက်ျားနဲ့လာလေကလေးမွေးခဲ့လေအခုမခိုင်နေဝေထဲကိုပတ်စံကြုံသွားတဲ့ကလေးမလေမခိုင်နေဝေရဲ့တမိအကြီးဆုံးလောက်ပဲရှိတယ်โอเค ကဲ့ပါမျိုးတို့ရေမွေးဗီဒီယိုလေးတော့ဒီလောက်ပါပဲဗီဒီယိုတက်မှာဆိုလို့ရှိရင်တော့ဒီမခိုင်းနေဝေးရအရင်20ကြော်ကြတဲ့ဒီပေါ့နော်ဒီ330ကိုပြန်မပေးသေးသည့်အတွက်ပြည်သူတွေနဲ့ဆယ်လီတွေကနေပြီးတော့ပြန်လဲဝုန်းနေရမှာဖြစ်ပါတယ်ကြည်တယ်မျိုးတွေလည်းဘုဒ္ဓရာတင်ကဆာရအောင်လို့ပြန်လဲမြှောက်လိုက်တာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်စိုက်ချက်ကလေးတွေကိုလည်းဗီဒီယိုလေးအမှကွန်မန့်လေးရေးပြီးလို့ရပါရရှိနောက်ထပ်လဲမိုးဆယ်လီတဲ့နေ့ဟာတာဗီဒီယိုလေးဘုဒ္ဓရာရက်စာဗီဒီယိုလေးတို့နေ့စဉ်လိုက်တင်ဆက်ပေးတတ်မှာမို့မော channel လေးကို like subscribe နဲ့တပ်ဖို့တောင်းဆိုပါရရှိနောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တာတာ